ချစ်ကတကယ်မရှိဘူးအချစ်ကဒီလိုပဲတင်စာနင်းနေရတော့ကြပြီဒီအခုချိန်ထိတင်စာ A7 ပဲနေရပါဟုတ်ငငယ်လေးလေးကအခုချိန်ထိတကယ်တကယ်တကယ်အဲ့ဒါတကယ်အာဘာဖြစ်ဆိုတင်စာငငယ်လေးလေးကစာဆိုရင်စာလုပ်တဲ့ကောင်မလေးအခုအလုပ်ဆိုတော့လေအလုပ်လုပ်တယ်ဘာညာဆိုတော့အဲ့အချစ်ရေကတိတ်ပြီးတော့ဖွေတူတူမရှိသေးဘူးပေါ့နော်ဟုတ်အဲ့လိုမျိုးထင်ရင်တော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့တကယ်တော့တကယ်မရှိလို့အခုချိန်ထိဒါမျိုးပေါ့နော် A7 နေနေရပေါ့ အာဟုတ်တယ်အဲ့ဒါတငယ်ချင်းတွေလည်းမရောဘူးဒါပေမဲ့အခုအတွင်းကြကြပေါင်းတဲ့တငယ်ချင်းတွေဆိုရင်တင်စားပြောစကားသူတို့ရမ်းယုံသွားတယ်ပထမတော့ကသူတို့တွေတင်စားရှိုးရယ်ပေါ့နော်ရှိုးရယ်ပညာပေါ့တကယ်တကယ်တမ်းဒါတင်စားလို့အတွင်းတိအစင်းတိဖြစ်သွားတဲ့တငယ်ချင်းတွေပညာရယ်ဆိုလို့ရှင်တင်စားကိုသိပါရောအဲ့တဲတဲဆိုရင်ပိုသိရယ်ပိုသိရယ်โอเคဒီနေ့ကဒါစိတ်ကျွန်းစီတီမော်မှာဒါ Plaza of Family ပွဲလေးလုပ်ကြပါတော့။အဲ့တော့တင်စားလို့ဒါ Plaza of Family နဲ့တွေ့ရတော့မယ်ဆိုတော့တင်စားရရင်ခုံနေပါရဲ့ဟုတ် အတင်စားအောင်ပထမအဦးဆုံးဒီကားစီးရီးလေးကိုလာပြီးကန်လဲလုံးဝပေါ့နော်တင်စားလို့ဒါကတ်စတင်လောက်ရတယ်ကတ်စတင်လောက်ရတယ်တင်စားကိုဟိုဟိုဖြစ်တဲ့အခါမှာညီမလေးပေါ့နော်ဒီညီမလေးရဲ့ဒီဇလန်းလေးကတင်စင်တရားအဲ့လိုအဲ့လိုလေးရှိရယ်ပေါ့နော်အဲ့လိုပြောရဲခါကျတော့တင်စားရတယ်အဲငါလုတ်ချစ်ကြည့်မယ်ပေါ့နော်ဒါတရေကရက်တာလေးဆိုကိုလည်းပထမပထမအဲတခါမှလည်းမလုတ်ဘူးမလုတ်ဘူးရဲ့ခါကျတော့လက်ခံဖြစ်လိုက်တာပြီးတော့ဒါကိုယ့်ရဲ့ပထမအဦးဆုံးဒါ ซีรีส์လည်းဖြစ်တဲ့အခါကြတော့ဗောနော်ဒါပဲဖြစ်ဖြစ်ဒါ challenge ပေါ့နော်ဆိုလက်ခံလိုက်ကြပါဟုတ်ဟုတ်ကဲ့ဒီနေ့ကဒါစိတ်ကျွန်း City Mall မှာဒါ Plaza of Family ပွဲလေးလုပ်ကြဗောနော်အဲ့တော့တင်စားလို့ဒါ Plaza of Family နဲ့တွေ့ရတော့မယ်ဆိုတော့တင်စားရရင်ခုံနေပါတယ်ဟုတ်အတင်စားအပထမအဦးဆုံးဒီကာစီးရီးလေးကိုလာပြီးကန်လန်းလုံးဝပေါ့နော်တင်စားလို့ဒါကတ်စတင်လောက်ရတယ်ကတ်စတင်လောက်ရတယ်တင်စားကိုဟိုဟိုဖြစ်တဲ့အခါမှာညီမလေးပေါ့နော်ဒီညီမလေးရဲ့ဒီ ဇလန်တွေကတင်တရာအဲ့လိုအဲ့လိုတွေရှိရဲပေါ့နော်အဲ့လိုပြောရဲခါကျတော့တင်စားရတယ်အဲငါလုတ်ချစ်ကြည့်မယ်ပေါ့နော်ဒါတရဲကရက်တာလေးဆိုကိုလည်းပထမပထမအဲတခါမှလည်းမလုတ်ဘူးမလုတ်ဘူးရဲ့ခါကျတော့လက်ခံဖြစ်လိုက်တာပြီးတော့ဒါကိုယ့်ရဲ့ပထမအဦးဆုံးဒါ series လေးဖြစ်တဲ့အခါကျတော့ဗောနော်ဒါပဲဖြစ်ဖြစ်ဒါ challenge ပေါ့နော်ဆိုလက်ခံလိုက်ကြပါဟုတ်အဲရိုက်တုံးသွားတော့ဒီလိုပဲပေါ့နော်ကိုကလည်းပထမဆုံးရိုက်ရတာဆိုတော့ပျော်တယ်အဲ challenge တခုလိုခံစားရတယ်အဲထွက်လာတဲ့အခါမှာလည်းဒါ project တွေရဲ့ချစ်ခင်မှုကိုရရတယ်ပေါ့နော်ရရတဲ့ရမ်းပျော်ပါတယ်ဟုတ်အဲတင်စာတက်နေတဲ့ပုံကြီးလာရယ်ပြီးတော့အဲရင်းချက်မှုတွေတခုပြီးတခုတင်ငန်းစာရအများကြီးတင်စာလေ့လာရတယ်တင်ယူလာရတယ်အစဉ်ဒီလိုပါပဲ င်ပြေပါရော့အချစ်ကတကယ်မရှိဘူးအချစ်ကဒီလိုပဲတင်စာနင်းနေရတော့ကြပြီဒီအခုချိန်ထိတင်စာ A7 ပဲနေရပါဟုတ်ငငယ်လေးလေးကအခုချိန်ထိတကယ်တကယ်တကယ်အဲ့ဒါတကယ်အာဘာဖြစ်လို့ဆိုတင်စာငငယ်လေးလေးကစာဆိုရင်စာလုတ်တဲ့ကောင်မလေးအခုအလောက်ဆိုတော့လေအလောက်လုတ်တယ်ဘာညာဆိုတော့အဲ့အချစ်ရေကတိတ်ပြီးတော့ဖြစ်တူမရှိသေးဘူးပေါ့နော်ဟုတ်အဲ့လိုမျိုးထင်ရင်တော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့တကယ်တော့တကယ်မရှိလို့အခုချိန်ထိဒါမျိုးပေါ့နော် A စစ်နေနေရပေါ့ အာဟုတ်တယ်အဲ့ဒါတငယ်ချင်းတွေလည်းမရောဘူးဒါပေမဲ့အခုအတွင်းကြကြပေါင်းတဲ့တငယ်ချင်းတွေဆိုရင်တင်စားပြောစကားသူတို့ရမ်းယုံသွားတယ်ပထမတော့ကသူတို့တွေတင်စားကိုရှိုရယ်ပေါ့နော်ရှိုရယ်ပညာပေါ့တကယ်တကယ်တမ်းဒါတင်စားလို့အတွင်းတိအစင်းတိဖြစ်သွားတယ်တငယ်ချင်းတွေပညာရယ်ဆိုလို့ရှင်တင်စားကိုသိပါရဲ့အဲ့တဲတဲဆိုရင်ပိုသိရယ်ပိုသိရယ် အာဟုတ်တယ်ဟုတ်တယ်အဲသူနဲ့တင်စာနဲ့ဟိုဟာကိုဆိုင်ကိုဆဆိုင်ရဲ့ဒီတငယ်ချင်းလေးပါပဲချင်းလေးอ่ะ तू อ่ะငါလို့ရဲ့အဲ့ရလေးတော်တော်ရိုက်မယ်ပေါ့နော်တငယ်ချင်းချင်းဆိုတော့အေးရိုက်မယ်လေးဆိုပြီးဖြစ်လိုက်တာအဲ့လားကိုဆိုင်ချင်းနဲ့တင်စာလို့ညရရလိုက်တဲ့အခါမှာတော်တော် project တွေရလေး H1 လေးကိုတော်တော်လောက်သွားတာလုံးဝလေကိုဆိုင်ရစတာဘာဖြစ်ဖြစ်တင်စာလို့ဗီဒီယိုလေးကိုအတိအမှတ်ပြုတ်ပေးရပေါ့နော်သူရဲ့ TikTok account ပြန်ပြီးတော့ ် repost လုပ်တယ်တဲ့အဲ့လားတဲတဲရတင်စားတော့လာပြတင်စားလို့ဆိုရင်အရန်ပြော်လာဘာပဲဖြစ်ဖြစ်ဒါကိုယ့်ရဲ့အရန်အချရရတဲ့ဒါစီနီယာကိုကြီးတယောက်လိုပါပဲကိုဆန်းရတယ်ငငယ်လေးကအပိလိုက်ရဆိုတော့သူ့ရဲ့တခြင်းလေးမှာတင်စားတော့တယ်ဆော့ရဲသူကလည်းအတိမပြင်ပြင်ပြုတ်ပေးရခါကျတော့တင်စားလို့အရန်ပြော်သွားရဲ့ဟုတ် တကယ်လို့အဲ့လာတင်စာလို့ကအိမ်မှာအလှလောက်တာတတဲရတင်စာလို့ရှိဘူးလာလာလာရင်းနဲ့တင်စာကတင်စာလို့ညောင်ကပြုလို့ရှိရင်မြန်တဲ့တိတော့ရပါရဆော့ရပေါ့နော်ဆော့တော့အဲ့မှာတင်စာကလည်းမြန်မာဝတ်စုံလေးတွေဝတ်ထားရဆိုတော့မြန်မာ trend တွေဟဲ့ကြည်သူအရင်စတာတတဲရင်စတာတတဲရငွေချင်းနဲ့ငါလိုတဲ့ဒီချင်းလေးကိုငါလိုလောက်ကြည့်မယ်တဲ့ဆော့ချမယ်ဆိုပြီးအော်လောက်ပေါ့ဆိုပြီးတင်စာလို့တာဒီလိုပဲအပြော့သဘောနေနဲ့ဆော့လိုက်တာအတူအကောက်မှာသူကတင်လိုက်တာအဲ့တချင်းလေးနဲ့ အဲ့မှာတော်တော်များများသဘောကျသွားတယ်ထင်တယ်စာသားလေးကလည်းအခုခေတ် trend အရ trend အရဆိုတော့လေဆိုတော့တော်တော်များများသဘောကျသွားတယ်ထင်တယ်အဲ့မှာတော် product တွေတော်တော်သဘောကျကြတယ်အဲ့တော်တော်လေးကို live ပြီးတော့ဆော့ကြတာလေဟုတ်အဲတယောက်ကဟိုအကွက်မြင်တာပေါ့နော်တယောက်ကတယောက်တယောက်အကြောင်းတယောက်သိရဲ့ခါကြတော့လေဟုတ် တင်စားလို့ခုနှစ်ပိုင်းပုံပြီး close ဖြစ်တယ်ပေါ့နော်အဲတရားနဲ့တယောက်ကလည်းဒါနည်းနည်းအသက်ရွယ်လေးရရလာပြီဆိုတော့တယောက်စိတ်ထားတယောက်လေးတိလာရဲ့ပြီးတော့သူကလည်းတင်စားကိုဘာဖြစ်ဖြစ်နောက်ဟိုဟာဖြစ်ပါရဲ့ကုညီပေးရဲ့ကုညီစားရှိကုညီပေးတယ် sporting တွေသူလည်းပေးပါတယ်ပေးတဲ့ခါကျတော့ဘာဖြစ်ဖြစ်ဒါကြီးလာတော့လေတငယ်ချင်းကသဘောမျိုးပေါ့နော်ဟုတ်အမှုပညာရဲ့မှာဆိုလို့ရှိရင်လေစကားလုံးမစုံဘူးတင်စားလို့ကြောင်ညာရေးဘာတွေကတော့စုံဖြစ်တယ်သူနဲ့ရလေဟိုတလောကပဲတင်စားလို့ဒါသူနဲ့တင်စားနဲ့ AKK အေကေကေပိုးတဲ့ဓာတ်တွေသူတင်စားလို့ဒါကျွန်ရည်ရပြီဖြစ်တယ်ပေါ့နော်ဟုတ်အတွင်းကြီးကတော့မရဲဘယ်လိုပြပြရမလဲအဲဒီလိုပဲပေါ့ဒီလိုလေးပေါ့ဟိုချောင်းဒီချောင်းလေးပေါ့နော်အဲတခါလေးလည်းအလုပ်လေးတိုင်ပြဖြစ်တယ်တိုင်ပြဖြစ်တယ် तू ကဘလော့လေးရိုက်တဲ့ခါကြတော့လေဟုတ်ကဲ့ပါဟုတ်အ तू ကလည်းအေးစေးပါပဲ तू ကသူတင်စားနေတာထိုက်တူလားမသိဘူးအေးစေးစေးပဲနှစ်ယောက်က အဲဟုတ်ကဲ့သူရဲ့မော်ဘီချန်သွားဖို့ရှိရတင်စာလောက်အားရင်လေအဲ့ကြလို့ရှိရင်လေဘလော့လေးမှာလာပါမယ်လို့ပြောချင်ပါတယ်ဆက်မြော်ကြည့်ရှုအားပေးစားပါအဲ့နဲ့ကျွန်တော်သူသူကချက်မယ်လို့ပြောသူကချက်တတ်တယ်တဲ့အတူချက်ခံလိုက်မယ်တင်စာထိုင်စားမယ်အဲအမလေးတခါရဟင်းနေပါတယ်ချက်တယ်လေဦးခင်းတယ်ဘာလို့တင်စာဆိုအရင်စားချင်တာဟုတ်တခါအခုလောလောဆယ်ရပဲအဲတတဲရဲ့အမေကပစုံချောက်တယ်လေ အဲ့ဒါတင်စာကြည့်ပြီးအရင်တရေကြလာအရင်စားကြတာပဲဆိုပြီးတော့ဟောတစ်ဖက်တုတ်လေးပါရေးနဲ့ဆိုရင်ရှင်း share ပဲအာအရင်စားကြတာပေါ့အတမော်ရီချန်ကိုလာအောင်မယ်လို့ခါမမရဘူးသေးဘူးတရတော့ခေါ်ရဲ့ငယ်ချင်းလာလာဆိုပြီးတင်စာမရောက်မရောက်ဖြစ်တာပေါ့ဟာဘလော့ကတော့သူ့ဘလော့အမြဲတမ်းကြည့်ဖြစ်တယ်ပြောလို့လေတကယ်လုံးဝ natural ဆက်ဆံ block လေးအမှတ်တရမိသားစု family ထိုက်လေးဆိုတော့အရင်တော့ကြာပြီဟုတ်အဲသူချက်တာအဲ သူသူချက်ပွားလို့အစီအစဉ်မလုပ်ထားဘူးပဲသူချက်တာလည်းတစ်ခါမှမစားရသေးဘူးအမေသူချက်တာကိုတင်းစားအရင်မြေကြီးကြည့်အောင်မြေကြီးကြည့်ပြီးတော့မှသူအမှတ်ပေးရမှာပေါ့အဲချက်ကြည့်ကြည့်နော်ချက်ကြည့်မှမတင်းစားမချက်တာဘူးပြန်တရပဲ